ကဲမင်္ဂလာပါမျိုးတို့ကျွန်တော်မနေ့ကတော့เนาะတွေးပေါင်လေးတက်နေတော့ကျွန်တော်လည်းဘလို့မှလုံးလို့မရတဲ့အတွက်ကျွန်တော်မပြပြဖို့ပေါ့เนาะအဲ့အတွက်ကိုကျွန်တော်ကအောင်ငန်းလေးလွတ်သွားတယ်ပေါ့เนาะအောင်ငန်းလေးလွတ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်နေကမဲကျတက်တာတဲ့အခါမှာဗိုက်ပါမှာကျွန်တော်တို့ယူထားတဲ့လူတွေပေါ့เนาะဗိုက်ပါမှာဟိုယူထားတဲ့လူတွေကတော့ပေါက်ကန်းလေးတွေရကြတယ်ပေါ့ဗျာเนาะအဲ့မှာဒီကျွန်တော်ဒါကျွန်တော်ပေးရကြသေးနေအတွက်တော့เนาะကြာသေးနေအတွက်ဒါဟာလာကြာသေးနေအတွက်ပေါက်ကန်းနဲ့မှာဆိုရင်ကျွန်တော်ကဒီမှာ ငါးနှစ်ကဲငါးခွန်ရရှစ်ခွန်ရပေါ့နော်ငါးနှစ်ငါဟိုငါငါးနဲ့ပတ်သက်လာတာတော့ကျွန်တော်တို့ငါးခွန်ခွန်ငါးတော့ပြန်မှာပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကဒီငါးတုံညာခွန်ထိတ်ကိုနော်ငါးတုံညာခွန်ထိတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဟိုတနေ့ကနေကောင်းကင်နေ့ကကျွန်တော်ပြောခဲ့တယ်နှစ်ခွန်ဗရိတ်နော်မွေးဗရိတ်ရှိတယ်အဲ့တော့နှစ်ခွန်ဗရိတ်ကိုကျွန်တော်အဲ့ဟိုဗိုလ်တူးနေ့ကတော့အာယူပြီးထိုးခဲ့တယ်ဒါပေမဲ့နော်ဗိုလ်တူးမှမထွက်ရင်ကြာပြင်းနဲ့တောက်ကြနှစ်ရက်ပဲရှိတော့ရယ်ဗျာနော်နောက်တစ်ခါကျွန်တော်တို့ငါးတုံညာ ခွန်ဆိုတဲ့ထိတ်စီးအဲ့ဒါကကျွန်တော်ကဟိုနေမကောင်းလို့တွေ့တာမတွေ့နိုင်ဘူးကျွန်တော်ဘိုင်ဘာမှာပေးတာ90ညာခွန်ထိတ်စီးနဲ့ပေးတာအဲ့မှာဗာလဲဆိုတော့ဒီမှာကိုထိတ်ကိုထိတ်လို့ဒီလိုမနဲ့ထိတ်ညာထိတ်တူလို့ရှိရင်နဲ့90ညာခွန်ဆိုတဲ့ထိတ်ကလာမယ်ပေါ့နော်လာမယ်ဆိုရင်နေမှာဒီမှာမလာခဲ့ရင်တော့ဒီမှာလာမယ်အများဆုံးအပြင်ဒီမှာပဲလာတာမျိုးလို့သိရနော်အဲ့တော့90ညာခွန်ထိတ်နဲ့ခုနဟို ဆိုတာကိုကျွန်တော်တို့မှတ်ထားတဲ့လူတွေအတွက်ကတော့ထိတ်ကကျွန်တော်ကိုလာမင်းနေကြအောင်မလို့ဘူးလာလာတော့မေးကြကျွန်တော်နေမကောင်းတော့ပြန်မဖြေနိုင်ဘူးเนาะအဲ့တော့9ခွန်ဆို9တုံညာခွန်ဆိုထိတ်အဲ့တော့ခုနကကျွန်တော်တို့လွလွလေးကိုကစားမယ်ဆိုရင်ဥပမာပေါ့เนาะကျွန်တော်ကမရှိလို့ရဟိုဟာကွာငါတို့ဒီတိုင်းပဲဆရာပေးထားတဲ့ဟာလေးတွေပဲငါတို့ကစားမယ်ဆိုရင်9တုံညာခွန်ထိတ်နဲ့2ခွန်ပရိတ်နဲ့ဆိုရင်ဒါကနန်းအကုန်ပြီပေါ့เนาะအဲ့လိုမျိုးဒါဟိုလွတ်သွားတဲ့ငါ့ကိုကြီးပြနေခြင်းမဟုတ်ပါဘူးဒါကျွန်တော် ဟိုမလုတ်လိုက်မပေးလိုက်နိုင်တဲ့အတွက်စိတ်မကောင်းလို့ပြောပြခြင်းပဲဖြစ်ပါလေကဲเนาะအဲ့တော့ကျွန်တော်20လေးစလဲရအောင်20လေးစမယ်ဆိုရင်ခွန်တီကိုရှိကနေစမယ်ဗျာအဲ့တော့ခွန်တကိုရှိခွန်ခွန်တင်ငါခွန်ရှိရှိချခွန်ရှိရှိချ ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်เนาะအဲ့ဒါလေးကိုတွက်မယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ဒီ20လေးက20ဟောင်းလေးပါပဲเนาะရွှေလက်ကီးမှာတော့ပြဘူးတယ်ထင်ပါတယ်ကျွန်တော်ရွှေရွှေချောင်းသားတော့ဂျင်းစီပြဘူးတယ်အတွက်နီးလေးပါเนาะအဲ့ဒါသူကဘလို့တွက်တယ်လဲဆိုရဲခါကျတော့ဒီခွန်ခွန်ဆိုတာနှလုံးပေါင်းပါမယ်တဲ့ခွန်ခွန်ဆိုရဲနှလုံးပေါင်းလိုက်လို့ရှိရင်၄ရပါတယ်တဲ့၄ကိုဒီ6နဲ့ပေါင်းပါမယ်တဲ့၄ကို6နဲ့ပေါင်းတဲ့ခါကျတော့အခွန်အပေါင်းခွန်အပေါင်း 6ပေါ့နော်အဲ့လိုပေါင်းရပါမယ်တဲ့ခဏလေးပါနော်ကျွန်တော်အောက်ကစာအုပ်ကလေးပြောင်းညင်လို့ပါအဲ့တော့ရပါပြီရတဲ့အခါကျတော့9နဲ့9ပေါင်း4 4နဲ့6နဲ့ပေါင်း3ညရတယ်နော်3ည3ညရဲ့ power 5 3ညရဲ့နှစ်ခက်ကခွန်3ည5ခွန်ဆိုတော့ဒီတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့၄ခွန်နော်၄ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၈၄တဲ့၈၄မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ နောက်ကစာကမပြောင်းလို့လည်းမရပြတိတ်ပြီဗီဒီယိုတစ်ခုနဲ့တစ်ခုကသွားတူနေရင် copyright ဆိုတာလာမှာဆိုလို့နည်းနည်းလေးကွဲလွဲအောင်ရှောက်လုပ်နေရနော်ကဲနောက်တစ်ပြင်ပြပါမယ်နောက်တစ်ပြင်က6ခွန်1ခွန်နည်း253နည်း253 263ခွန်နည်း263ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီနှစ်နဲ့နှစ်နဲ့ပေါင်း လေးပါဒီနှစ်နဲ့နှစ်နဲ့ပေါင်းတာကိုဒီခွန်နဲ့ထပ်ပေါင်းပါမယ်အဲ့တော့နှစ်ပေါင်းနှစ်ပေါင်းခွန်ပေါ့နော်နှစ်နဲ့နှစ်နဲ့ပေါင်းလေးခွန်နဲ့ပေါင်းတော့တစ်ပါတဲ့တစ်တရဲ့ပါဝါ6တရဲ့နှက်ခက်က8တစ်6 8ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားလဲကြည့်လိုက်ရအောင်9နှစ်တဲ့မအောင်ပါဘူးဗျာတစ်6တဲ့တစ်6မှာကျွန်တော်တို့တစ်ကော6ကောထိပြီးအခွေအနေနဲ့အောင်သွားခဲ့ပါတယ်မြို့မြို့တို့ ေကောင်းမိကသာဒီခါတိုင်းအတန်ကတ်ရတဲ့ဒါအခုနေကောင်းမိကသာပိုကတ်တယ်ဗျအဲ့တော့နောက်တော့က1684တဲ့1684 85 85 85တဲ့ရှေခွန်9နှစ်ဒီက33ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုရင်အခါကျတော့ဒီ၈နဲ့9ပေါင်း5 5ကိုဒီ3နဲ့ပေါင်းပါမယ်တဲ့အဲ့တော့၈ပေါင်း9ပေါင်း3 ရှင်းနဲ့ခုနဲ့ပေါင်း9 3နဲ့ပေါင်းတော့ရှင်းတဲ့ရှင်းရဲ့ပါဝါ3ရှင်းရဲ့နှက်ခက်ခက်1 8 3ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားလဲဆိုရဲခါကြတော့3 9 3 9တဲ့ဟော3 9မှာကျွန်တော်တို့3တလုံးထိပြီးအောင်ခဲ့ပါတယ်2 6 2 6တဲ့2 6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တွေ့ပါမယ်392839392839ရှင်9 9ရှင်9 9 ကို6ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒီတော့ကျွန်တော်ထုံးကြံအတိုင်းပါပဲဒီနှလုံးကိုလည်းပေါင်းရမယ်ဒီနှလုံးရတာကိုဒီတစ်လုံးနဲ့ပေါင်းမှာဖြစ်တဲ့အတွက်6အပေါင်း5အပေါင်း8 8နဲ့5နဲ့ပေါင်း3 3နဲ့8နဲ့ပေါင်းတော့1ပါတဲ့เนาะ1 1ရဲ့ပါဝါ6 1ရဲ့နှက်ခတ်က8 1 6 8ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့6 5တဲ့6 5မှာကျွန်တော်6တစ်လုံးထိပြီးအောင်ခဲ့ပါတယ် တစ်ကိုးတဲ့တစ်ကိုးမှာလဲကျွန်တော်တစ်တလုံးထိပ်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျခဲနောက်တစ်ပြုံတွတ်ပါမယ်ရှင်းရှင်းနေတက်ခွန်ခွန်၄၅၄3ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ဒီနှလုံးကိုပေါင်းမယ်ဒီနှလုံးကပေါင်းလို့ရတော့ဒီနှလုံးနဲ့ထပ်ပေါင်းမယ်အဲ့တော့ခွန်ပေါင်းခွန်အပေါင်း ခွန်အဲ့တော့ခွန်နဲ့ခွန်နဲ့ပေါင်း၄ခွန်နဲ့ထပ်ပေါင်းတော့၁၁ရဲ့ပါဝါ6 1ရဲ့နဲ့ခက်က8 1 68ဆိုတော့ကီ3လုံးပဲထပ်ရပါတယ်အဲ့တော့ကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်15နင်း9ရတယ်မအောင်ပါဘူး13 13နဲ့13မှာတော့ကျွန်တော်တတလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့အဲ့တော့ကျွန်တော်တို့နောက်တစ်ပြန်ဆက်တွက်ပါမယ်3 1 68 3 1 68 6395 6395ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှလုံးပေါင်းမယ်ဒီနှလုံးပေါင်းပြီးဒီဒီလုံးနဲ့ပြန်ပေါင်းမယ်အဲ့တော့6အပေါင်း3အပေါင်း3ညီများချင်း6ပါတဲ့6ရဲ့ပါဝါ1 6ရဲ့နှက်ခက်က9 6 19ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာအဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့86 86မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ် ခွန်ရှိတဲ့ခွန်ရှိမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတွက်ပါမယ်ညာလေး3ခွန်3ခွန်ရှောင်းနှစ်96ချောက်ရှောင်းနှစ်96ငါငါတကိုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6နဲ့2နဲ့ပေါင်းဒီလိုပေါင်းလို့ရတဲ့အတိုင်းဒီကောင်းနဲ့ပေါင်းပါမယ်အဲ့တော့6အပေါင်း2အပေါင်း9 6နဲ့2နဲ့ပေါင်း8 8နဲ့9နဲ့ပေါင်းခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နက်ခတ်က3ညခွန်2 3ညဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 3ညတဲ့4 3ညမှာလည်း3ညတလုံးထိပြီးညရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တွက်ပါမယ်3 9 4ခွန်အင်း ဟုတ်ပါတယ်395 4 5 6 5 8 2 6 5 8 2 6 5 9 9 5 9 9 6 5 9 9 6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့တွက်ပါမယ်ဒါတို့တွက်မယ်ဆိုရင်အကြာဒီနှလုံးကိုပေါင်းပါမယ်တဲ့ပေါင်းလို့ရတယ်ဒီနှလုံးနဲ့ပေါင်းပါမယ်အဲ့တော့9ပေါင်း8ပေါင်း5အဲ့တော့9နဲ့8နဲ့ပေါင်း3 3နဲ့9နဲ့ပေါင်းတော့8တဲ့ ရှိရပါဝါ3ရှိရနှက်ခက်က1 8 3ဆိုတော့ကြီး3လုံးဒီပြင်ပါထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာလဲထွက်သွားလဲဆိုတဲ့အခါကျတော့3 5တဲ့3 5မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်8ရှင်းနှစ်တဲ့ရှင်းနှစ်မှာလဲကျွန်တော်တို့ရှစ်တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲအဲ့တော့ကျွန်တော်တို့မနဲ့အတွက်ကိုကျွန်တော်တို့ကဏ္ဍလေးထုတ်ဖို့ကီးလေးရှာလိုက်ရအောင်2 3 8 3 4 5 ကိုလေးကိုလေးခွန်96နှစ်ခွန်96နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဓာလေးကိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့6နဲ့4နဲ့ပေါင်းပါမယ်ပေါင်းပြီးရင်ဒီ2နဲ့ထပ်ပေါင်းပါမယ်အဲ့တော့6နဲ့4နဲ့ပေါင်းတာက6အပေါင်း4ပေါင်း2ပေါင်းနော်6နဲ့4နဲ့ပေါင်းတာ3 3နဲ့2နဲ့ပေါင်းတာ5 5ရဲ့ပါပါ3ည5ရဲ့နှစ်ခက်က3 5 3ည3ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်မျိုးလို့ရေး အဲ့တော့ကိထိတ်ကလေးတွေပြပါမယ်ကိထိတ်မနေ့အတွက်ကိထိတ်အာဟုတ်တယ်နော်မနေ့အတွက်ကိထိတ်ကတော့ကျွန်တော်တို့ဗာရတလဲဆိုရင်6 4နှစ်ပါတဲ့6 4နှစ်ပါတဲ့ကိယိုယိုကကျွန်တော်တို့9 3ည3ပါတဲ့အဲ့တော့ကျွန်တော်မတူညီတာလေးတွေကိုကတ်လိုက်မယ်6 5 90 93 လေးငါလေးတုံညလေးတုံနှစ်ငါနှစ်တုံညနှစ်တုံဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထပ်ထားပါတယ်ကဏ္ဍလေးတွေရသွားပါတယ်ရတဲ့အခါမှာကျွန်တော်ကမျိုးတော်တော့ကြာရင်ထူပေါ့ကျွန်တော်ကတော့ဒီနှစ်တုံရတော့ပယ်ပါမယ်ဘာဖြစ်လို့ဆိုတော့เนาะပြီးခဲ့တဲ့ဟိုအင်္ဂါနေ့ကမှထွက်ထားတာပါเนาะ ဒါပဲပဲပြန်ကနဆိုတာမကြောက်လို့တော့ပြောမပြောနိုင်ဘူးဗောနော်အမျိုးတို့ကြိုက်ရင်ထဲလို့ကျွန်တော်ကတော့ကျွန်တော်မကြိုက်လို့ပဲကြီးမဲ့ဖြစ်ပါတယ်အမျိုးတို့ပဲပါလို့ဆိုမတိုက်တူမပြောလို့ပေါင်းပြန်တော့အဲ့တော့ကျွန်တော်တို့ဒီမှာ master key လေးနဲ့ပတ်သက်လို့ပြောမယ်ဗောနော် master key လေးတွေကဘာလဲဆိုတဲ့အခါကျတော့2 4 5 3ညားရတယ်ဒုတိယ master key က3 8 5 3ညားဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရတယ်အဲ့တော့ကျွန်တော်တို့ master key နဲ့ပတ်သက်လို့ကျွန်တော်တို့ပြောမယ်ပြောမယ်ဆိုရင် ကိုးငားတယ်ကိုးငားကဒီမှာကျွန်တော်တို့ငားတစ်လုံးပဲထီတယ်တန်းတန်းမဲ့မိတယ်60ဒီမှာတုံညာနှလုံးရှိရအတွက်60ဆိုတာကိုစဉ်းစားလို့ရတယ်ကိုး3ဆိုတာတန်းနဲ့ရှိတယ်မကြိုက်သေးဘူး၄ငား၄ငားကျတော့ဒီမှာအပေါ်နဲ့အောက်နဲ့တော့ထီရတဲ့အတွက်၄ငားလည်းလှတယ်နောက်တစ်ခါ40အပေါ်၄တုံညာဆိုပြီးအပေါ်နဲ့အောက်နဲ့ထီရတဲ့အတွက်ပို့လှတယ်နောက်တစ်ခါ43 43လည်းအပေါ်အောက်ထီရတဲ့အတွက်ရတယ်နောက်2ငား2ငားလည်းအပေါ်အောက်ထီရတဲ့အတွက်ပောက်ကနန်းနဲ့မှအားရှိတယ်နောက်2တုံညာ2တုံညာလည်းအားရှိတယ် အဲ့တော့ကျွန်တော်တို့အားရှိတာတွေကြီးပဲများနေပြီများနေတဲ့အခါကျတော့ကျွန်တော်ကဘယ်လိုပြန်ပြီးတော့တွေးမလဲလို့ပြောတဲ့အခါကျတော့ကျွန်တော်တို့ဘလိုအားနဲ့တွေးမလဲဆိုတဲ့အခါကျတော့ဒီမှာပေါ့နော်ကျွန်တော်တပတ်စာပေးထားတာလေးတပတ်စာပေးထားတာလေးကြီးကျွန်တော်ပြပါမမီရောက်နေဟောကဖုန်းတစ်လုံးနဲ့ကြာအဲ့တော့ကျွန်တော်တို့ ဒီမှာပြန်ကြည့်အင်္ဂါမကျော်ပတ်တိ26ဟုတ်တယ်အင်္ဂါမကျော်ပတ်တိ26မှာတလုံးဒီအင်္ဂါနေ့မှာထွက်ပြီးတော့ကြံလုံးဒီနောက်ရက်ဒီမှာထွက်ရမယ်လို့ကျွန်တော်ဒါကတော့ Piper ပတ်တိသမားတွေကိုရှင်းပြထားဖို့ပါတယ်เนาะအဲ့တော့အင်္ဂါမကျော်ပတ်တိရဲ့နှစ်ကကျွန်တော်တို့23ဆိုပြီးတော့ကျွန်တော်တို့အင်္ဂါနေ့မှာပဲထွက်ခဲ့တယ်ဗျเนาะနောက်တစ်ခါကျတော့ကျွန်တော်တို့ဗုဒ္ဓမကျော်ပတ်တိမှာလုံးဝကျွန်တော်တို့အခုချိန်ကြီး မထွက်သေးပါဘူးဖောင်းဖြစ်နေပါတယ်เนาะဒါပေမဲ့သူကအဲ့လိုကြော်ပြီးတော့တရက်စနေစကြော်ပြီးတစ်ခါတရက်မှထွက်တတ်ပါတယ်ထားပါတော့အဲ့တော့နောက်ကတပတ်စာပတ်တိမှာကိုးတုံညာတယ်ကိုးတုံညာမှာကျွန်တော်တို့ကိုးလေးဆိုပြီးတော့ကိုးတလုံးဆွဲပြီးသွားပါပြီနောက်တစ်ခါမပြောက်ပတ်တိမှာတုံညာငားတယ်ဟောဒီကနေ့ခွန်ငားဆိုပြီးငားတလုံးဆွဲပြီးသွားပါပြီအဲ့တော့ကြံနေတာကမပြောက်အကုန်လုံးမပြက်ဘူးဆိုရင်တုံညာတလုံးကြံနေခဲ့တယ်เนาะအဲ့တော့ကျွန်တော်တို့ကတုံညာနဲ့ပတ်သက်တာတွေကိုပို့ပြီးကြည့်မယ်ဆိုရင်ဒီမှာ60 40 20တဲ့ဒီ3ခွက်ဖြစ်မယ်เนาะအဲ့အဲ့ဒီအပြင်ကိုကျွန်တော်တို့ကနောက်ထပ်ဒီမှာမွေးပရိတ်ကျန်တာပေါ့เนาะမွေးပရိတ်ကျန်တယ်မွေးပရိတ်ကကျွန်တော်66လို့ပေးထားပါတယ်တဲ့အဲ့တော့66လို့ပေးထားတယ်ခဏထားအောင်เนาะအဲ့66လို့ပေးထားတာကခုနအောက်ခဏထားမယ်ကျွန်တော်တို့ဒီမှာခါတိုင်းပေးနေရရာသက်ပံကတ်ထဲဟာကိုကျွန်တော်တို့ပေးမယ်ရာသက်ပံကတ်ထဲမှာ95ဆိုတော့ခွန်5ဆိုတော့2ခွန်ပရိတ်ပေါ့နော်ခွန်5နှလုံးပေါက်တော့2 2ခွန်ပရိတ်ပေါ့နော်တဲ့ခွန်ပရိတ်လို့ထွက်ပြီးသွားရင်တဲ့2ခွန်4ကိုဆိုတော့ပရိတ်ဟာတဲ့ ခွန်လေးကိုဆိုတဲ့ပြိဟာတဲ့၃ရက်အတွင်းမှာထွက်ရပါမယ်တဲ့နော်၃ရက်အတွင်းမှာထွက်ရပါမယ်တဲ့ဟုတ်လားနောက်တစ်ခါကျွန်တော်တို့ခွန်၅ခွန်၅ပဲဖြစ်ဖြစ်၅ခွန်ပဲဖြစ်ဖြစ်အဲ့ဒီလိုထွက်ခဲ့ရင်တဲ့၄၄၉6ဆိုတဲ့ပြိဟာလေ3ရက်တွင်ထွက်ရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ရင်ကိုပြိဒီပို့ပြီးအာတာအဲ့တော့ကိုပြိဒီအာတာတဲ့နောက်တစ်ခါတုံညတစ်လုံးကိုလည်းကျွန်တော်ကကြိုက်တဲ့အတွက်တင်ကနန်းဒီကျွန်တော်ဒီကနေ့တော့60ကိုကျွန်တော် အဓိက main ဖြစ်နေကျွန်တော်တင်ပါမယ်။နော်60အဓိက main ဖြစ်နေတင်ပါမယ်။ကျန်တာလေးတွေကတော့ကျွန်တော်ဒီမှာ core brain နဲ့ပတ်သက်လို့ဆိုရင်၄ဒါလေးပေါ့နော်၄နောက်တစ်ခါဟိုတုံညာနဲ့ပတ်သက်လို့ကျန်နေတာက40နဲ့20အဲ့တော့ ကျွန်တော်ဒီ၃ခွက်ကိုဒုတိယအနေနဲ့တင်ပါမယ်။ကျန်တာလေးတို့တတိယအနေနဲ့တင်ကစားပါမယ်။ဒါကတော့ကျွန်တော်အကြိုက်ကိုပြောပြခြင်းပဲဖြစ်ပါတယ်။အမျိုးတို့အနေနဲ့ကျွန်တော်ကြိုက်လို့ကြိုက်ပါလို့မဆိုလိုပါဘူး။ကျွန်တော်တို့ကဒါညီနိုင်တိုင်ပင်ဆွေးနွေးခြင်းသာဖြစ်တယ်เนาะ။အဲ့တော့ကျွန်တော်ကြိုက်တယ်လို့မကြိုက်ခဲ့ရင်လည်းကိုဖါကိုကြိုက်တဲ့နီးနဲ့၃ပါအဲ့ဒီကနေကျွန်တော်ရှိရနေပြီးတော့ဟိုဟာထိတ်ထိတ်စီရောပဲယူကစားကစားခီရောပဲယူကစားကစား နော် master key ကိုပဲယူကစားကစား break တွေကိုပဲယူကစားကစားကြိုက်လို့ယူကစားပါလို့ပြောချင်ပါပြီနော်ကဲအဲ့တော့ကျွန်တော်ရဲ့တင်ဆက်မှုတွေကတော့ဒီကနေ့ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီလင်အောင်ပွဲများရလို့ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ